စီအစုထိချုပ်ထားတဲ့မြန်မာရင်းနှီးနယ်တဘောတောင်းွေလုပ်ငန်း MOG ပေါ်ဆစလန်နိုင်ငံရဲ့တန်ခတ်ပိတ်ဆို့မှုတွေကို Justice ပေါ်မြန်မာကကြိုဆိုရလို့ပြောဆိုလိုက်ပါတယ်။ယခုတန်ခတ်ပိတ်ဆို့မှုတွေဟာ2022ခုနှစ်ဖေဖော်ဝါရီလတရနေ့က MOG ပေါ်ဥရောပကမ္မက EU ကတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးတဲ့နောက်မှာလိပ်ပါလုံဆောင်လာခြင်းဖြစ်တယ်လို့လည်းဆိုပါတယ်။ MOG ပေါ်ဆစလန်ရဲ့တန်ခတ်ပိတ်ဆို့မှုတွေဟာမြန်မာပြည်သူတွေပေါ်ကျွလွန်နေရရှိတဲ့အကြမ်းဖက်စီးရီးအတွက်ဗန်လောက်ဖြစ်တဲ့မှုရင်းနှီးနယ်တဘောတောင်းွေကဏ္ဍမှာ ဘာသာငွေရှာဖို့ရရှိနိုင်တဲ့ဆေးအုပ်စုရဲ့ကဲဘော့တစ်ခုကိုပစ်ပီယံမှာရေးပါလာတယ်လို့လည်းပြောဆိုထားပါတယ်။ Justice for Myanmar ရဲ့ပြောဆိုခွင့်ရှိသူမက်ဂျန်နာမောင်က EU တိုက်ခတ်ပစ်ဆို့မှုတွေနဲ့ကန့်ညင်နေတဲ့မြန်မာနိုင်ငံ MOG ရဲ့နောက်ဆုံးမှာတိုက်ခတ်ပစ်ဆို့ဖို့ဆစလဲဆုမြင့်ဆက်ကိုကြိုဆိုပါရဲ။ဒီလိုချမှတ်လက်ခြင်းက EU တိုက်ခတ်ပစ်ဆို့မှုတွေကရေးကြည့်တဲ့ကဲဘော့တစ်ခုကိုပိတ်လည်နိုင်ခြင်း၊ဒိနစ်ကျော်ကြားဆေးအုပ်စုကိုစတင်ပြီးတော့ဒီမိုကရေစီတက်တော်ဝင်နေတဲ့မြန်မာပြည်သူတွေနဲ့တူတသားရရှိကြောင်းသတင်းစကားပလိုက်တာဖြစ်ပါတယ်လို့တော့ပြောဆိုထားပါရဲ။ စီယိုစီရဲ့အချက်လက်တွေရမြန်မာညီနိုင်ငံနဲ့တဘာတောင်ကွေတည်ပို့မှုမှာ2023ခုနှစ်ဇွန်လအထိ3လအတွင်းကိုအမေရိကန်ဒေါ်လာ148.8တန်ရရှိခဲ့တယ်လို့လည်းဆိုထားပါတယ်။စီယိုစုကတန်ကွေတွေကိုနိုင်ငံတကာရာဇဝမှုတွေမြောက်တဲ့ရသားပြည်သူတွေပေါ်ရေကျဲရှိရှိလေကြောင်းတက်ခိုက်မှုတွေဘုံကျဲတက်ခိုက်မှုတွေဆက်လက်ကျင်းလွန်နိုင်မှုစစ်လက်နက်တွေနဲ့လေစီတွေဝေရောမှာအုံမြင့်နေကြောင်းနဲ့ကနေဒါ UK နဲ့ Australia နိုင်ငံတို့ကလည်းဆစ်စလန်ရဲ့လမ်းကြောင်းတိုင်လိုက်ပါပြီးတော့အမိုကြီးပေါ်မှာတန်ခိုက်ပစ်စစ်မှုတွေလည်းမြန်လို့ဆောင်မှုတောင်းဆိုရလို့လည်းမဲရင်နာမောင်ကတော့ပြောဆိုထားပါတယ်ခင်ဗျာ ဒီကိစ္စရဲ့ပိုင်းကစစ်ကောင်းဆောင် မင်းအောင်လှိုင်တဲ့အဖွဲ့ရုရှားနဲ့ဘယ်လာရှ်နိုင်ငံတွေကိုတောက်ရောက်ပြီးလို့အစမှာပဲမြန်မာနိုင်ငံကိုတရုတ်ထုကုစလေတက်ရှိကြန်ရောက်ရှိလာပါတယ်စစ်ကောင်းစီကရုရှားနဲ့တဝယ်ရီနဲ့စစ်ကန်စစ်မှန်ငယ်အပအဝင်နျူကလ িয়ার တပ်ပေါင်းဖို့တိစောက်ဖို့စစ်မှန်ငယ်တခုလည်းလက်မှတ်ရေးထိုးထားပါတယ်အဲ့ဒီခေစဉ်ပြီးမှပဲတရုတ်ကုစလေကရောက်ရှိလာတာဖြစ်ပါတယ် မြန်မာနိုင်ငံကိုအာရှရေးရာတရုတ်ထူးကိုယ်စားလှယ်တက်ရှိခြင်းဟာမတ်လ၁၀နှစ်ကရောက်ရှိလာပြီးတော့နေပြည်တော်မှာစစ်ကောင်စီရဲ့နိုင်ငံရေးဝန်ကြီးဦးတန်းစွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်းတာလမန်တိုင်ဝမ်ကနေသိရှိရပါတယ်။အဲဒီလိုတွေ့ဆုံမှာတရုတ်ထူးကိုယ်စားလှယ်ကမြန်မာတရုတ်နယ်စပ်ဒေသတစ်ချောင်းငင်းကြဲရေးနဲ့တည်ငြိမ်ရေးကိုပုံမှန်မြင့်တင်ဖို့နဲ့မြန်မာပြည်တွင်းငင်းကြဲရေးနဲ့မျိုးသားပြန်လည်တည်ငြိမ်ရေးလူမှုစီးပွားရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပေမဲ့အသေးစိတ်ကိုတော့မသိရှိရသေးပါဘူး။အာရှရေးရာတရုတ်ထူးကိုယ်စားလှယ်တက်ရှိခြင်းဟာမြန်မာနိုင်ငံဆန်ထူးကိုယ်စားလှယ်ပြည်2022ခုနှစ် ဒီဇင်ဘာလ29ရက်ကစတင်ခန့်ခန့်ပြီးရနောက်ပိုင်းမှာစစ်ကောင်းဆောင်မင်းအောင်လိုင်းတိုင်းသာလက်နက်ကန်အချို့နဲ့စစ်ကြောင်းနေတယ်မနဲ့တွေ့ဆုံခဲ့သူဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ကဘောတိုင်ဝမ်ကိုအိန္ဒိယကပြန်လည်ရယူဖို့အစတခုကိုအိန္ဒိယအထက်လွှတ်တော်မှအထက်လွှတ်တော်မှတခုဖြစ်နေဆနဂျာဘာလန်ရှေဘာကတင်သွင်းခဲ့တယ်လို့အိန္ဒိယသတင်းမီဒီယာတချို့မှပေါ်ပြထားပါတယ်အထက်လွှတ်တော်မှဆနဘာကကဘောတိုင်ဝမ်ဒေတာဟာအဲ့လက်ရှိအိန္ဒိယနယ်ပိုင်ဖြစ်တဲ့မနီပူရနဲ့အဓိကကျတဲ့အစိတ်ပိုင်းဖြစ်ပြီးတော့ student kilometer 12210ကျယ်ဝန်းကျောင်း 1953ခုနှစ်မတ်လ3ရက်နေ့မှာမြန်မာဝန်ကြီးချုပ်ဦးနှုနဲ့တွေ့ဆုံစဉ်အိန္ဒိယပထမဆုံးဝန်ကြီးချုပ်ဂျဝါလာနေရူးကကဘောချံဝဲအခုမြန်မာပိုင်လက်ကိုလက်ဆောင်ပေးခဲ့ကြောင်းမနိပူရပြည်နယ်ဆိုရဲသဘောတူညီချက်မရရှိဘဲနေရူးကကဘောချံဝဲလေတောက်ကိုမြန်မာဟုပေးခဲ့တဲ့ဆုံးဖြတ်ချက်ကိုမနိပူရတမိုင်းမှာအမောင်ဆုံးနေ့ဖြစ်ကြောင်းစတဲ့ချက်လက်တွေနဲ့ထပ်တွေ့တော့မှာကဘောချံဝဲကိုမနိပူရကိုပြန်လည်လက်ခံရေးအတွက်အဆိုတင်ညွှန်းခဲ့တာလည်းဖြစ်ပါတဲ့ကဘောချံဝဲဒေတာဟာတမူးမြင့်နယ်အတွင်းပါရှိပြီးတော့စကိုင်းတိုင်းဒေတာကြီးနောက်ပိုင်းတွင်တည်ရှိတဲ့ကုန်းမြင့်ချံဝဲတစ်ခုဖြစ်ကာ အိန္ဒိယနိုင်ငံမနီပူရပြည်နယ်နဲ့နယ်နိမိတ်ချင်းနီကတ်စွာတရှိတဲ့အပြင်ဒေသတွင်းမှာကတဲ့မီဇိုရန်စတဲ့လူမျိုးစုပေါင်းဝင်လူမျိုးစု၆မျိုးနေထိုင်နေလို့လည်းသိရှိရပါတယ်ခင်ဗျာညူဒီမီမာရဲ့ညနေခင်းသတင်းစီစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာစံတော်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပြီးမှပြည်လို့စောင့်နေတရှိမှုနားဆင်နိုင်ပါပြီခင်ဗျာ